ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခါတော့ Donald Trump ကိုယ်တိုင်က China နဲ့ပတ်သက်ပြီးမှဘာတွေပြောခဲ့တယ်ဆိုတော့ celebrity ဆက်ဆွေးနွေးတော့မှာဖြစ်တယ် celebrity ကြည့်အောင် So these are other things what they do so that you can't get your product in that country. And China, as you know, is one of the bigger offenders. It's, and it's not all China. Look, I get along with President Xi. I have over the years, but you know, you just uh, when COVID came, that was the end. Wow. that was called the bridge too far wow trump ကတော့တရုတ်ရဲ့သမ္မတအကြီးရှိရှိပင်နေတော့တည်ပါတယ်အရင်တုန်းကသူနဲ့ကျွန်တော်လည်းခင်မမှုရှိပါတယ်ဒါပေမဲ့ covid 19ဖြစ်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော် US နဲ့တရုတ်ရဲ့နိုင်ငံဆက်ဆံရေးကအဲ့မှာပဲဆုံးသက်သွားတယ်ပေါ့ကျွန်တော်ရဲ့မဟာတရားကြီးကလည်းအလှမ်းဝေးသွားပြီဆိုမှ Trump ကတော့ပြောလာတယ်ပေါ့နော် But I've always had a good relationship with a very smart guy, loves his country. I love our country. So, you know, we love our country. He loves his. I tell that to other leaders. So, I love Louis, you know, Xi Jinping, you know, I mean, I'm a Sasan Yikong about it. Do got it to Nanga Chin, eh? Jono Le Kunanga Kuchin, eh? So, the check about a consong in Gule, Kunanga Kuchipu, you know, I mean, I'm pure sheep, as you might Trump got pure. Fight for your country. That's, uh, you're not going to fight for us. Mm. But we can't fight for you. We're fighting for other countries. We're trying to make them great without making us great. But so no, to be honest, I can't, no. fight for your country ကိုနိုင်ငံအတွက်ပဲတိုက်ပွဲဝင်ကြပါဗောကျွန်တော်တို့ကလည်းသူများနိုင်ငံတကာကိုတောပြီးမှအမေရန်ရန်တိုက်ပွဲဝင်ပြနေမှာမဟုတ်တော့ဘူးသူကပြောလာတယ်ဆိုတော့အရင်တုန်းကတော့ကျွန်တော်တို့ကသူများနိုင်ငံမှာပဲတောပြီးမှသူတို့ရဲ့ဒုက္ခတွေကျွန်တော်တို့ကူညီပေးတယ်တိုက်ပွဲဝင်ပေးတယ်အခုကတော့အဲ့ဒီနေ့တွင်ကနေရုံဆုံးတောပြီး ကျွန်တော်တို့မလုပ်နိုင်တော့ဘူးဆိုမှ Trump ကပြောလာတယ်ကျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်တို့တက်ပွဲဝင်တော့ဘူးဆိုမှပြောလာတယ်ပေါ့နော် They steal our intellectual property. They rob our. အဲဒါကတော့ Trump ကတရုတ်ကိုတိပြောတာပါ။ They steal our intellectual property. တရုတ်က US ရဲ့ technology ကိုခူးယူတာ copy လုပ်တဲ့အကြောင်းတွေကိုမနေ့ကကျွန်တော်ရဲ့ video မှာအပြည့်အစုံလေးရှင်းပြထားတာရှိတယ်။မကြည့်သေးဘူးဆိုရင်သွားကြည့်ပါ။သူတို့ရဲ့ F35 ka asa through ye tacha robot company ka asa ka battery ka asa auto to mya mya kwa US technology ko tyauk ka khu yu khe da kwa da ka lo long wa real case ma le shi ne le so trump ka le na ko pyo ne le bo no thuruk ka chu thuruk ye intellectual property ngai yi pain san ya ne patat ne le property ko at kon khu le su ma pyo le Banks could say manipulate their currency to levels of အဲဆိုတော့သူတို့ရဲ့ currency ပေါ့နော်သူတို့ရဲ့ငွေကြေးကိုလည်း manipulate လုပ်တယ်ပေါ့တော့ဘယ်လိုပြောမလဲကျူးကင်တယ်ပေါ့ဖလေလုပ်တယ်ပေါ့ဥပမာတရုတ်ကတော့ကမ္ဘာနိုင်ငံတော်တော်များများနဲ့စီးပွားရေးလုပ်နေတယ်တရုတ်ကပဲပြောခဲ့တယ်တဲ့လားဒေါ်လာမတုံးချနဲ့ကျွန်တော်ငွေတရုတ်ရဲ့ငွေကိုပဲသုံးပါဆိုပြီးမှတရုတ်ကအဲ့လိုလုပ်တာအဲ့ဒါ US ကလုံးဝမကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့ကမ္ဘာစီးပွားရေးကြီးတော်တော်များများက နိုင်ငံတော်မြတ်မြတ်က US ရဲ့ဒေါ်လာကိုပဲသုံးနေကြရတာကိုဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ US ဒေါ်လာကအခိုင်အမာဆုံး currency ဖြစ်တဲ့ခါကျတော့ the zero ဇင်နန်တို့ရွှေတို့နဲ့စီပေါ်ရေလို့အမယ်ဆိုတော့အများသောဒေါ်လာသုံးခဲ့ကြရတယ်အခုကတရုတ်ကလည်းမဟုတ်ဘူးဟိုနိုင်ငံနဲ့တွားဒီနိုင်ငံနဲ့တွားစီပေါ်ရေလို့အမယ်ဆိုကျွန်တော်တို့ US နိုင်ငံ US ကိုမသုံးကြနဲ့ကျွန်တော်တို့တရုတ်ရဲ့ငွေကိုပဲသုံးစပြီးမှတရုတ်ကအဲ့လိုလုပ်လာတယ်ဆိုတော့အဲ့ဒါ US ကမကြိုက်ဘူးတရုတ်ကအဲ့လိုလုပ်အမယ်ဆိုတော့ US ရဲ့ဒေါ်လာကူလေးအာနေတော့မှာကို ပြီးတော့ US ရဲ့ sanction ကိုလည်းအားနေသွားမှာကိုဒီကိစ္စပြစ်တော့ကြည့်ချင်တယ်တိချင်တယ်ဆိုတော့နောက်မှပဲတိစိပြန်ရှင်းပြတာပေါ့နော်ဆိုတော့အဲ့ဒါကကိုမကြိုက်ဘူးသူက that China is reducing its currency. Did you see that? Big, big. In other words, so now, aku Trump ka aku nchen ya pina pa ma tiyo pe ka turo ye ngwe che zen nu ko sho la le bo no. Well, they got every trick in the book. I'll tell you they are great. You got to hand it to them. you got to hand it to them. They're, they're manipulating the currency today mm. as an offset against the tariffs. Not supposed to do that. The game isn't supposed to be played that way. It makes it very hard for us. But uh, so anyway, Trump got a little more. စီပေါ်ရေးကစားပွဲမှာ Trump တရုတ်ကတော့ပြီးမှအဲ့လိုမလုပ်တင်ဘူးပေါ့နော်ကျွန်တော်တို့တော့ခက်အောင်မလုပ်တင်ဘူးဆိုပြီးမှပြောလာတယ်ပေါ့ It's not good because they have to buy oil. See, we don't need oil. we don't need oil and gas we have more than any other country they have to buy it that's where it hurts them when they do that it costs them အဲဆိုတော့အခုလိုမျိုးပေါ့နော် Trump ကပါပြောခဲ့လဲဆိုတော့အခုလိုမျိုးတရုတ်ကသူတို့ရဲ့ currency ကိုကစားတဲ့ခါကျမှကျွန်တော်ကလည်း tariff ပြန်ကောက်တယ်ဆိုတော့တရုတ်ကသူတို့မှာနဲ့သူတို့နိုင်ငံမှာ that's the reason လို့မရှိဘူးလေ the situation ဇီနန်တွေကဘာဖြစ်လဲဆိုတော့ဒေါ်လာနဲ့ပဲဝေအဝေအဝေအကြောင်းအဝေလို့ဒါပုံများတယ်လေ ဆိုတော့အဲ့ဒီနေရာမှာတယောက်ကတော်တော်လေးထိနာသွားခဲ့တယ်ဆိုတော့ Trump ကပြောလာတယ်ပေါ့နော် Trump ကတော့ပြောတယ်ကျွန်တော်တို့က decision တွေမလူအပ်ပါဘူးပေါ့နော်ကျွန်တော်တို့နိုင်ငံမှာဟောအများကြီးရှိတယ်ပေါ့ဆိုတော့တယောက်ကမရှိဘူးပေါ့တယောက်ကဟို Iran ဖက်မှာသွားဝေတာတို့ Middle East မှာသွားဝေတာတို့ဖြစ်ဖြစ်ခဲ့တာကိုဆိုတော့ Iran နဲ့ Middle East မှာ decision decision ဝေမယ်ဆိုတော့တယောက်ကဒေါ်လာတုံးဖူလွတ်နေတယ်အခုနောက်ပိုင်းတော့အဲ့ဒီ Iran ကလည်းဒေါ်လာမတုံးဘဲနဲ့ ် bricks ဒေါ်လာတွင်တုံးမယ်ပေါ့နော်ဒါမှမဟုတ်ရွှေတွင်တုံးမယ်ပေါ့ဒါမှမဟုတ်တရုတ်ရဲ့ပတ်စံဂျောင်းတွင်တုံးမယ်ဆိုတော့အာကိုလာဟာလာတော့အများကြီးထွက်နေတယ်အခုနောက်ပိုင်းဘယ်လောက်ထိအခြေအနေဖြစ်လဲဆိုတော့မသိဘူးပေါ့နော်ပရိသတ်တို့ကတိတယ်ဆိုခေါမဲမဝင်ရကြပါဘူးဆိုတော့ Trump ကအဲ့ဒီနေရာမှာတရုတ်ကအဲ့ဒီနေရာမှာထိနာသွားတာဆိုမှပြန်ပြောရဲပေါ့ and they ship their products to every one of our trading partners running up our deficits with these countries they sell a lot you know when you put a tariff on them they sell it like with steel. They were dumping tremendous amounts of steel into our country during my term. I saved every steel mill. Every we only have steel mills because of what I did. ခုနကထောင်ပြောတာကပါလဲဆိုတော့အခုပါလဲဆိုတော့ကျွန်တော်တို့အခွန်ကောက်တယ်အခွန်ကောက်တဲ့ခါကျတော့တရုတ်ကကျွန်တော်တို့ကိုရှောင်ပြီးမှတခြားနိုင်ငံမှာသူ့ရဲ့ product တွေကိုလုံနေတယ်เนาะဒါပေမဲ့အဲ့ဒီတခြားနိုင်ငံကလည်းကျွန်တော်တို့နိုင်ငံကိုဝန်ခံတယ်ပေါ့ဟောအရင်ကကျွန်တော်ဒီကိစ္စကိုလည်းရှင်းပြပြီးပြီဆိုတော့အသေးစိတ်မရှင်းပြတော့ဘူး ဆိုတော့ Trump ကလာကိုမကြိုက်တော့ဘူးဆိုတော့တရုတ်တနိုင်ငံထဲကိုပဲအခုမကောက်ပင်းနဲ့တရုတ်နဲ့ trading လုပ်နေတဲ့နိုင်ငံတော်တော်များများက Trump ကအခုလီတွားကောက်နေတယ်အထူးသဖြင့် steel နဲ့ပတ်သက်လာတယ်ဆိုတော့တော်တော်ရခိုင်တော်တော်များများတွားကောက်နေတယ်ဘာဖြစ်လို့လဲသိတာဥပမာကွာမက္ဆီကိုကနေဝင်လာတဲ့ဖြစ်စည်းတွေကမက္ဆီကိုကနိုင်ငံထုတ်မဟုတ်ဘူးတရုတ်ကထုတ်တဲ့ဖြစ်စည်းတွေဖြစ်နေတယ်တရုတ်က US ကိုအခွင့်ရှောင်ဖို့ရတဲ့မက္ဆီကိုမှာ company တွေတွားထောင်တယ် တော့အခွင့်အရေးတတလေးနဲ့မက္ကဆီကိုကနေ US ကိုဝင်ခိုင်းတယ်။ Or South America မှာ company တွားထောင်နေတယ်။ Argentina တို့ဘာငယ်တို့ကနေပေါ့နော်။ Latina Latin တို့ကနေ။အဲ့ဒီမှာတစ် US ကိုတရုတ်ရဲ့ product တွေကိုဝင်ခိုင်းတယ်။ So တရုတ်က US ကိုရှောင်းတာပေါ့ကွာအခွင့်ပေးဖို့ရှောင်းတာပေါ့။ဆိုတော့ Trump ကတော့ကိုတည်နေတယ်။အဲ့ဒါကြောင့်တရုတ်နဲ့ trading partner မှန်တမြောက်ကိုလည်းသူကအခွင့်အရေးကောက်လာတယ်။ So ဒီအခွင့်အရေးကိုရှော့ဖို့ပေါ့နော်။အထူးသဖြင့်သူဒီမှာတော့သူ steel ကပြောနေတယ်ပေါ့။ Steel ကိုလည်းသူက 20%လောက်ကောက်တခြင်းတယ် for them 25 and 25 yes and it stopped 50% They were dumping so much steel, we would have lost every single steel mill. The people that like me best are the people in the steel business, but I think the auto business is going to be right there. I think chips are going to be there. I think pharmaceuticals. Ah, uh, this steel case, yeah. Piro computer chip case, yeah. Piro lah. Di ma aji cira takushi dia. Ini say company ni Trump ka piro lah. ဒီဥစားကြီးကပြစ်တတုတ်ကောင်းကောင်းလေးစဉ်းစားဖူးလာတော့မသိဘူး။ဩစာလေးဖတ်ဖို့မှာပေါ့သူပြစ်တတုတ်ကဒီစေကေစာကြီးကတော်တော်လေးကိုရေးပါတယ်။အရင်တော့က US နိုင်ငံကကွာလောက scientist တွေကစေပညာရှင်တွေကစေတွေကိုထုတ်လုပ်လက်ရှိတယ်ကွာ။အခုက US နိုင်ငံကစေတွေမထုတ်တော့ဘူး။တခြားနိုင်ငံပြီးမိကူပြီးမှစေတွေဝေလာတယ်ကွာ။ Trump ကအဲ့ဒါကိုလည်းပြောတယ်။နားထောင်ကြည့်အောင်တော်တော်လေးကောင်းတယ်ဒီနေရာမှာ။ Because you know we don't make our own pharmaceutical drugs and other things to get better. Mm. They're made in other countries. So, no, Chama Yi at the Nuro Kutan in a say company in Ka. The Tanuro come below night of Mure. The Chana and my Bitanuro come here could be with Jaras in the Trump Gapio. I mean, the same package in our country compared to like London and other places is sometimes 10 times more. 10 times more. something that sells for $88 in London sells for $1,300 here, made in the same factory by. Oh my God. So, US မှာဆေးကတခြားနိုင်ငံတွေထက်ဈေးကြီးတယ်။ဆေးစဈေးကြီးတယ် Trump ကပြောတာ။အဲကဲဒါကတော့ Britain တို့ယုံမယုံ Britain ပုံမှန်မူတည်တယ်။ကျွန်တော်ကတော့ဖြစ်တဲ့အတိုင်း reality ကိုပြန်ဘာသာပြန်ပေးရတော့ပြန်ပြောကြည့်တာပါ။ဆိုတော့ UK မှာကွာ UK မှာအဲ့ဒီဆေးတပြားကိုစူပါဆို့ ဒီစေးတပြားကို UK မှာဒေါ်လာ88လောက်ပဲရှိတယ်။ဒါပေမဲ့ US မှာသွားရောက်တဲ့ခါကျတော့အဲ့ဒီစေးတပြားကိုဒေါ်လာ1000နဲ့300ဈေးကြီးတယ်ကွာ။အဲ့ဒါ Trump ကမကြိုက်တာ။ကျွန်တော်တို့နိုင်ငံကဘယ်လိုလုပ်ပြီးစေးတွေကအဲ့လောက်ထိဈေးကြီးသွားတာလဲဆိုပြီးမှ Trump ကပြောလာတယ်။ဆိုတော့အဲ့ဒီစေး company တွေကို Trump ကအခွင့်ကောက်ယူဖို့လုပ်လာတယ်။ဒါမှမဟုတ်တော့စေး company တွေကို US မှာလာပြီးမှပဲ။ US မှာပဲဆေးရုံလို့ကြပါဆိုပြီးမှဖိတ်ခေါ်လာတယ်။ခုနကျွန်တော်ပြောတဲ့အတိုင်းပါပဲ။အရင်တုန်းက US မှာကမ္ဘာရဲ့အကောင်စားဆေးရုံက US ကပဲထုတ်လုပ်ခဲ့တာ။ Make in US ဖြစ်နေတာ။ဒါပေမဲ့သမိုင်းတွင်ကလည်းတဖြည်းဖြည်းပြောင်းလာတယ်။နေ့တွင်လည်းပြောင်းလာတဲ့ခါကျတော့တရုတ်မှာလှုပ်လိုက်၊ဂျပန်မှာလှုပ်လိုက်၊ကိုရီးယားမှာလှုပ်လိုက်ဖြစ်တဲ့ခါကျတော့အဲ့ဒီကမ္ဘာရဲ့အကောင်စားဆေးရုံက US မှာထုတ်မနေတော့ဘူးကွာ။ တခြားနိုင်ငံတွေကထုတ်လာတယ်။ဆိုတော့အဲ့ဒီ US ကိုယ်တိုင်ကလည်းနော်ပညာရေးနဲ့ဂျမ sorry ဂျမရေးနဲ့ပတ်သက်တဲ့ဆေးဥစ္စာတွေကြီးကသူများနိုင်ငံကိုမိခိုလာကြတယ်။ဘရစ်တန်တို့စဉ်းစားကြည့်။အရင်တော့ကလုံးဝဂျမရေးအတွက်အကောင်းဆုံးဆိုတော့ USG ပဲကွာ။ US ကိုယ်ပဲလူတိုင်းကအစိတ်ချယုံကြည်ခဲ့ကြတယ်ကွာ။အခုနောက်ပိုင်း US ကကျမရင်းနဲ့ပတ်သက်လာတဖြည်းဖြည်းနဲ့ညက်လာတာတော့ပရိသတ်တို့အတိပဲဆာဖတ်တဲ့ပရိသတ်တူတိုင်းအတိပဲအခုဂျပန်ရဲ့ကျမရင်းစနစ်ပူကောင်းလာတယ် ဆောက်ကူရီးယားရဲ့ဂျာမန်ရေး system ပူကောင်းလာတယ်။အိန္ဒိယတော်မှပူကောင်းလာတယ်ကွာ။ဩစတြေးလျပူကောင်းလာတယ်ကွာ။ဆိုတော့ Trump ကပြောတယ်အဲ့ဒီဈေးကိစ္စပေါ့နော်။ကျွန်တော်တို့ဈေးကြီးလို့နေ။ဒီဈေးကကျွန်တော်တို့ရှိုးချာမှာဖြစ်မယ်ကျွန်တော်တို့ make in america လို့မှာဖြစ်မယ်ဆိုပြီးမှဈေး company ကိုလည်းခွန်ကောက်ပေးမှာသူတို့နိုင်ငံကိုတည်ထောင်ဖို့တိုက်တွန်းတယ်ပေါ့ and that's over i told them all the soldiers they put all of their research and development and they put everything But what they don't tell you is that these other countries are smart. They say you can't charge more than $88, otherwise, you can't sell your product. Mm. And uh, the, co the drug companies listen to them. But we're going to do something. So, the Chaye Nangai Masuno, the Sega. ဒေါ်လာ88မကျော်ရဘူးဆိုမှပြောနေကြတယ်ကွာဆိုတော့ company တွေကလည်းဟုတ်ကဲ့ဆိုမှဒေါ်လာ88နဲ့ပဲရောင်းတယ် US မှာလည်းမဟုတ်ဘူးသူကအားဈေးကမိနေလေဖြစ်နေတယ်ဆိုတော့တခြားနိုင်ငံတွေက smart ဖြစ်တယ်ကွာသူကချီချူတယ်ပေါ့တခြားနိုင်ငံတွေကော we have to do we're going to put we're going to tariff our pharmaceuticals and once we do that they're going to come rushing back into our country because right. we're the big market the advantage we have over everybody is that we're the big market so we're going to be announcing very shortly a major so trump ကတော့ပြောနေတယ်ပေါ့အဲဒီဆေး company တွေက US မှာပြန်လာကြမလို့သူယုံကြည်ထားတယ်ဘာဖြစ်လို့လဲဆိုတော့ America က market place အတူတူလေးကြီးတာကိုတရုတ်က market မှာဈေးကြီးတယ်အတူတူလေးတော့မှန်တယ် big market ဖြစ်နေတယ်သူတို့လေလူဦးရေတွေအများကြီးရှိတာတော့မှန်တယ် ဒါပေမဲ့ကျွန်တော်တို့ currency ပိုင်းမှာတွားကြည့်မယ်ဆိုရင်တရုတ်ကသူ့ရဲ့ currency ကအားနည်းနေတယ်သူများနိုင်ငံနဲ့နှိုင်းယှဉ်နေဆိုရင်အဲ့ဒါကြောင့်တရုတ်ကကျွန်တော်တို့ကိုတွားပြီးမှနှိုင်းယှဉ်လို့မရဘူး US နဲ့ဟာတရုတ်ကသူကလူဦးရေများတာပဲဘာသူ့မှမလူအပ်ဘူးလို့ကျွန်တော်တို့ထင်းရောင်းထင်မှပြောပြောတကြတာပေါ့နော်အဲ့လိုနဲ့လူဦးရေများတာနဲ့ global market ကြီးကအကုန်လုံးနိုင်တာလည်းမဟုတ်ပါဘူးသူ့ရဲ့ currency ကိုကျွန်တော်တို့ထိကြည့်မှပဲเนาะထိအတွက်ကြည့်မှပဲအဆင်ပြေတယ်ပေါ့ foreign pharmaceuticals and when you and when they hear that they will leave china they will leave other places because mm. they have to sell most of their product is sold here uh so be opening up their plants all over the place သူတို့ကအဲ့လိုမျိုးကြတာနဲ့ပေါ့နော် China ကနေထုတ်ခေါ်လာပြီးမှ US ကပဲလာပြီးမှအစက်ယုံတွေတူထောင်လိုက်မယ်အဲ့ဒီ Sea Company ကိုထောင်လိုက်မယ်ဆိုပြီးတော့အထောက်ကတော့ပြုံးနေတယ်ဘာပဲဖြစ်ဖြစ်လက်တွေ့ကြကြပေါ့နော်ဒီ Sea Company တွေက So, ro, Trump baab, no? In our country, we're going to be announcing that. So That's breaking breaking news, news. ladies and gentlemen. We have breaking news. That's what's going to happen. <laughs> what other presidents allow China to get away with is absolutely criminal, but I'm not like the other presidents, and it's not going to happen under President Trump. It's just not. So, Trump got a China, yeah, low, yeah, good, low, yeah, good, China. စယုံကအစဆေးကုမ္ပဏီကအစတခြားကုမ္ပဏီတွေကအစတရုတ်ကနော်အတိတ်တိတ်လေးနဲ့အမေရိကန်လိုမျိုးတင်းယူတာခူးယူတာလို့တာလုံးဝအခုမကြိုက်တာထရမ့်ကပေါ့နော်။နော်တရုတ်ကလည်းတနည်းအားပြောမယ်ဆိုရင်တော့တဖြည်းဖြည်းရဲ့အတူရဲ့ influence ကလည်းကြီးလာတယ်လွန်မှုကမှုကလည်းကြီးလာတယ်ပေါ့နော်။ဒီ economic flow မှုရဲ့ economic flow မှုကကြီးလာလေလေသူ့ရဲ့နိုင်ငံရေးလွှမ်းမှု political လွှမ်းမှုကလည်းကြီးလာလေလေဖြစ်တယ်ပေါ့။ after all of the abuses they perpetrated, China is attempting to impose additional unjustified tariffs. Just so you understand, they all got rich because of tariffs. You know, now when we do it, oh, it's so terrible what Trump is doing. Ah, what Trump got doing. အမှန်ဆုံးသူတို့ကကျွန်တော်တို့ကိုအခွင့်ကောက်နေတယ်ပေါ့နော်အခွင့်ကောက်တဲ့ခါကျတော့ဒီနိုင်ငံတွေကအကုန်လုံးချမ်းသာနေကြတယ်ကျွန်တော်တို့ကအခွင့်မကောက်ဘူးအခုကျွန်တော်တို့ကစအပြည့်ခွင့်ကောက်လာတဲ့ခါကျတော့အကုန်လုံးကအမေရိကကိုပစ်တင်ခဲ့ကြတာ အဲ့ဒီနေရာလေးမှာတော့ကျွန်တော်အမေရန်းကိုပြောနေတယ်ကွာမဟုတ်ဘူးပေါ့တခြားကမ္ဘာနိုင်ငံတွေကအမေရိကပေါ်မှာအခွင့်အရေးများကြီးကောက်ခဲ့တာဒေါ်လာထရမ့်ကတော့ကိုရစ်စပီကာလောက်တာပေါ့ he's trying to match it ပေါ့နော်ညဒီအကိတ်ညော်သူကလောက်ဖူးလို့နေတာညတာဖြစ်အောင်လုပ်နေတာပေါ့အခုကထရမ့်ကအခွင့်အရေးကောက်ပေးတယ်အော်မင်းတို့နိုင်ငံတွေကကျွန်တော်တို့ကိုခွင့်ကောက်နေတယ်ဒီတခါတော့ကျွန်တော်တို့လည်းခင်ဗျားတို့နိုင်ငံကိုခွင့်ပြန်ကောက်မယ်ဆိုမှကြီးညာလာတယ်ကွာ 哦，路人家他比嘛都超过不停站了。哦，你少有吧，把王爷不停站。阿妈，你刚刚哩打你垃圾吧，不得了。阿妈，走路多对嘞没？သူကမတရားလို့တာမဟုတ်ဘူးသူကညီမြအောင်လို့တာမြတ်တအောင်လို့တာပါပေါ့အခုကြအခုမှတော့မတော်တော်လေးပောက်ကွဲတယ်လို့များကြည့်ရှိခဲ့တာကိုအဲ့ဒါအခုပြန်ရှင်းပြတာပေါ့နော် But they got rich and not only China many countries I mean you look at Vietnam you look at so many I can mm. name တရုတ်တာမကဘူးပေါ့နော် Vietnam ကအစားတော်တော်လေးချမ်းသာလာတယ်ဘာဖြစ်လို့လဲဆိုတော့ Vietnam က US ကို90 process ခွင့်ကောက်ခဲ့တာကွာ US ကကြည့်တော့ဟောမင်းတော့ငါတို့နိုင်ငံကဂူးစီရကန်တော့ခွင့်ကောက်တာမဖြစ်တော့ဘူးစမ US ကလည်းပြန်ကောက်တယ်အခု Vietnam မှာဖြစ်လက်တည်လား zero tariff ပြန်ကျလာတယ်လုံးဝအခွင့်မေးစနစ်နဲ့ပြန်သွားလာတယ်ဆိုတော့ Trump မျိုးလို့ဆောင်ချစ်ကော Vietnam ပုံမှာတော့လုံးဝအောင်မြင်မှုရှိတယ်။တခြားနိုင်ငံတော့ထားပါအောင်တော့အများကြီးကြံသေးတယ်ပြောစရာ။ Right down Biden couldn't do that. He couldn't have any. Biden ကဒါမျိုးကလုပ်နိုင်မှာမဟုတ်ဘူးတဲ့ What's the name of our country? Biden က Biden ကကျွန်တော်ရဲ့နိုင်ငံရဲ့နာမည်တော့မသိဘူးဖြစ်နေတယ်။ Trump ကလည်းပြောတော့အမေနဲ့ဟာသားပြောလို့ရှိတယ်။ Uh, so Chinese goods are in place effective midnight tonight. Hmm. So တော့ wow 104%ဒီညဒီနေ့ကပါလေ April အချက်တော့နော် April 9ဒီနေ့ April 9ရက်နေ့ညမှာ Donald Trump ရဲ့အခွန်တရားနဲ့လေ104% tariff အတက်ဝင်ထားဒီ104% tariff ကကျွန်တော်မနေ့ညကပြောပြတာတော့ China ကသူ့ရဲ့လက်တော့ပြန်တာကလစားချေတာကိုပြန်မယုတ်တင်းဘူးဆိုတော့ကျွန်တော်တို့တရားကြော် China ပေါ်မှာအခွင့်ကောက်မယ်ဆိုတာ Trump ကပြောပြတာကျွန်တော်တို့ကနောက်ဆုံးမှာမဟုတ်ဘူး China ကပဲထိနာဖြစ်သွားမှာပါကျွန်တော်တို့ကဘာဖြစ်မှာမဟုတ်ဘူးကျွန်တော်တို့ကခက်တာခဏနာယူနာမှာပေါ့ဒါပေမဲ့ long term အတွက်တော့ကျွန်တော်အရှင်ပြမှာပါဆိုပြီး Trump ကပြောတယ် So ဒီဒီနေ့ April 9ရက်ညမှာပေါ့နော်ညမှာအဲ့ဒီ China ပေါ်မှာတရာနဲ့၄ရက်ခိုင်တော့ဝါကောက်ယူရောအသက်ဝင်တော့မှာပေါ့ until they make a deal with us that's what it's going to be ဆိုတော့တရုတ်ကသူတို့ဖက်ကနော်သူတို့ရဲ့ဇယိတ်တွေကိုအာမပင်းမချင်းကျွန်တော်ကဒီလူနဲ့ပဲတော်တော့မှာဆိုပြီးမှပြောလာတယ်ဆိုတော့တရုတ်ဖက်ကတော့အာထရမ့်နဲ့စပွေးပေါ်မှာငှိနှိုင်းဖို့အဲဒီကုံသူရဲ့စပွေးကြီးမှာငှိနှိုင်းဖို့ပဲကြံတော့တယ်သူတို့တာမလို့ဘူးဆိုတော့ဒီလိုပဲဆက်တော်မှာပါဆိုတော့ကပအစင်းတို့ကလည်းနေနေတော့တုံလို့အောင်မှာတော့တိတ်ချတယ် China will, they want to make a deal. I, they really do. They want to make a deal. They just don't know how to get it started. ထရမ်ကတော့ပြောနေတယ်ဗောနော်ချိုင်းနာကဒီကိစ္စကိုငှိနှိုင်းဆွေးနွေးချင်ပါတယ်တဲ့ဒါပေမဲ့သူတို့ကဘလူနဲ့စမလဲဆိုတော့မသိတော့ပါဆိုမပြောလာတယ် China will now pay uh, a big number to uh, treasury this is all taxes and don't let them keep telling you that this is a tax on our people. I hate that. You know, they say it's a tax now. Often much of it is paid. And, and hey. So, no, Lurinka, come here, go, 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 အဲ့လိုမျိုးပြောမခံနဲ့တာက tax မဟုတ်ဘူးပေါ့ကျွန်တော်တို့ကအမတရားလို့တာမဟုတ်ဘူးသူတို့ကကျွန်တော်ပို့ကိုကောက်တာကျွန်တော်တို့ကပြန်ကောက်တယ်အဲ့ဒီသဘောပါဆိုမှပြန်ရှင်းပြရတယ်ပေါ့နော် happened during my first term we had no inflation and yet i took in hundreds of billions of dollars in tariffs and taxes from China. အဲဆိုတော့သူကပြောနေတယ်ပထမအတော့ရုံးကကျွန်တော်နိုင်ငံကိုကြည့်ပါတယ်လုံးဝ inflation ငွေကြေးဖောင်းပေါင်းမှုမရှိဘူးဈေးတက်တာမျိုးမရှိဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တရုတ်ကို tariff ကိုကောက်နေတော့ပေါ့အဆင်ပြေခဲ့တယ်ပေါ့ The president got 10 cents in tariffs or taxes from China. Uh. I got hundreds of billions of dollars. hundreds of billions of dollars that are still got so တော့ကျွန်တော်တို့အဲ့ဒီတုန်းကပေါ့ကျွန်တော်100 billion dollar ငွေအများကြီးရခဲ့တာပေါ့နော်အများတရပေါ့ Biden ကတုန်းက10 cent တောင်မရဘူးတဲ့ because they understood what they were doing was wrong they understood it so တော့သူတို့ကလည်း China တို့ကလည်းသူတို့ရဲ့လောက်တာကိုမားတာကိုသူတို့လည်းသိနေတယ်တဲ့ You know, what they were doing is wrong. They understood that. Well, uh, it's uh, when you explain it, they, they, sit up, they say, I've had numerous leaders tell me, You're right, sir. I was waiting for you to bring this up. အဲ့ဆိုတော့ကျွန်တော်တို့ရှင်းပြမှာပဲဟုတ်ဟုတ်ပါလေဆရာဆရာပြောရမှာပါဆီမှာပြောနေကြတယ်တဲ့ကဲဒီလောက်နဲ့ပဲကျွန်တော်တို့ရဲ့အာ trap တရုတ်အပေါ်မှာ အမှတ်ချက်ပေးတာကိုရတက်ပြရစေပရိသတ်တို့ကိုယ်တိုင်ကရောဘယ်လိုသုံးသက်ချက်လို့ရှင်လဲထရမ့်ပြောတာကိုယုံလားထရမ့်စန့်ကျင်တဲ့တရုတ်ကြီးကိုအားပေးမလားဒါမှမဟုတ်တရုတ်ဖက်ကလောက်ရကိုမှန်လားပေါ့ကိုပိုင်ကြိုက်တယ်လို့သုံးသက်ချက်လို့ပိုင်ခွရှိပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုတဘောချမိလဲဆိုတော့ subscribe လုပ်ပေးချင်အားပေးလို့ရပါတယ် Thank you so much for watching beautiful people I love you guys see you soon take care god bless bye bye